ဤစံဒေါသထွက်ခြင်းကြောင့်မင်းငလင်လှုပ်တာလည်းမဟုတ်ဘူးခရစ်တော်ကဘာရေဆေးခြင်းကြောင့်မင်းငလင်လှုပ်တာလည်းမဟုတ်ပါဘူးလင်းလှုပ်တာဟာအေမီဆန်ဒေါသထွက်ခြင်းကြောင့်မြင်းလင်းလှုပ်တာလည်းမဟုတ်ဘူးဘယ်နဂါးမကဝင်ဘူးလို့နဂါးမဝင်ဘူးပြီးတော့ မြင်းကလေးနှောက်တာလည်းမဟုတ်ပါဘူးခရစ်တော်ကဘာရေဆေးချင်းကြောင့်မြင်းကလေးနှောက်တာလည်းမဟုတ်ပါဘူးအရိကမြင်းကလေးနှောက်ခြင်းအကြောင်းရှစ်ပါးကိုမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်မှာဟောထားတာရှိတယ်အဲ့မြင်းကလေးနှောက်ပါနှောက်ခြင်းအကြောင်းရှစ်ပါးကဘာတွေလဲဆိုရင်အိမာဟာပထဝီမြေကြီးဒီရေနတိ၍ထိုရေဒီလဲရေလေနတိဤ လေသည်ကောင်းကင်၌တည်သည်ဖြင့်ပြင်းထန်စွာလေတိုက်သောအခါရေကိုလှုပ်စေပြီးတော့ထိုရေကိုလှုပ်ခြင်းကြောင့်မြေလောက်ရခြင်းဖြစ်ပါတယ်အဲ့ဒါနံပါတ်1နံပါတ်2ကကြည်တော်တကောအာနုဘောရှိတော်တမနာဗျမနာနတ်မြမာတွေဟာအာနေတော်ပထဝီကတိုင်းဇံအာကြည်တော်အဘောကတိုင်းဇံတို့ကိုပွားများတဲ့အခါမှာပထဝီမြေကြီးလှုပ်ရပါတယ်နံပါတ်3က ဖျားအလားဒုတိယနတ်ပြရနေပြီးတော့စုတေအမိဝန္တာတို့တက်ရောက်တဲ့အခါမှာပရိတန်နေတီးရအခါမှာပေါ့ဗျာအဲ့ဒီအချိန်မှာလဲမဟာပရဟိမေကြီးကတက်တက်ခေါအောင်ပြင်းထန်စွာလှုပ်ပါတယ်နံပါတ်၄ကဖျားလောင်းဒီအမိဝန္တိုင်းမှာဖွားမြင်တော်မူရအခါ၌ပြင်းထန်စွာလှုပ်ပါတယ်နံပါတ်၅မြတ်စွာဘုရားဒီအမျက်ဆုံးသောတမာတံဗောဓိညံကိုရရှိတော်မူရအခါ၌ပြင်းထန်စွာလှုပ်ပါတယ်ဖျား ပွင့်တော်မူရအခါပေါ့ဖျားဖြစ်တော်မူရအခါနံပါတ်6ကမြတ်စွာဘုရားဒီအမျက်ဆုံးသောဓမ္မစကြတရားတော်ကိုဟောတော်မူရအခါ၌ပြင်းထန်စွာလှုပ်ပါတယ်နံပါတ်9ကမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံဃာဤအာယုတင်္ခါရလှုပ်တော်မူရအခါမှာမြင်းကလေးလှုပ်ပါတယ်နံပါတ်10ကမြတ်စွာဘုရားရှင်အနုပါတိတေတာနိဗ္ဗာန်ဓာတ်ဖြင့်ပြိဋိနိဗ္ဗာန်ဆံတော်မူရအခါ၌လည်း တတ်တတ်ခအောင်ပြင်းထန်စွာဤမဟာပါထဝီမြေကြီးလှုပ်ရပါတယ်။အဲ့ဒီမင်းကလေးလှုပ်ခြင်းအကြောင်း၈ပါးကအင်္ဂုတ္တတတိယအုပ်သမင်နာ331မှာဒါမျက်စာပြဟောရတာရှိပါတယ်နော်။အဲ့ဒီအကြောင်း၈ပါးထဲမှာမှအခုအခါမြတ်စွာဘုရားမရှိတော့တဲ့အတွက်ကြောင့်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့မြင်းကလေးလှုပ်ခြင်းအကြောင်း6ပါးကဖြစ်နိုင်စရာအကြောင်းမရှိတော့ပါဘူး ဒါဆိုရင်နံပါတ်1နဲ့နံပါတ်2ဖြစ်တဲ့အဲ့ဒီအကြောင်းနှစ်ပါးကြောင့်ပဲမြင်းကလေးလှုပ်နိုင်ကြောင်းမြင်းကလေးလှုပ်နိုင်ပါတယ်ဒါဆိုရင်ပရမအကြောင်းဒုတိယအကြောင်းနှစ်ပါးကြောင့်ပဲဤကဘာမြေကြီးကလှုပ်เสียအကြောင်းရှိတယ်အဲ့ဒီအကြောင်းနှစ်ပါးထဲမှာမှနံပါတ်1အကြောင်းဖြစ်တဲ့ဦးဇင်းတို့နေထိုင်တဲ့ဤမဟာပထဝီမြေကြီးဟာရေ၌တည်တယ် အဲ့ဒီရေကလေပေါ်မှာတည်တယ်အဲ့အဲ့လေကလည်းကောင်းကင်မှာတည်တယ်အဲ့ဒီကောင်းကင်မှာရှိတဲ့လေကတိုက်ခတ်တဲ့အတွက်ကြောင့်ရေကလှုပ်တယ်ရေကလှုပ်တဲ့အတွက်ကြောင့်အဲ့မဟာပထဝီမြေကြီးကလှုပ်ရပါတယ်ဒါအဓိကအကြောင်းရင်းမင်းကလေးလှုပ်ခြင်းရဲ့အကြောင်းရင်းဖြစ်ပါတယ်အေမီဆန်ဒေါ်လာထွက်ခြင်းကြောင့်လဲမြေလှုပ်ရတာမဟုတ်ပါဘူး နဂါမပူလို့လဲမြင်းကလင်လောက်ရတာမဟုတ်ပါဘူးခရစ်တော်ကဘာကြီးဆေးခြင်းကြောင့်လဲမြင်းကလင်လောက်ရတာမဟုတ်ပါဘူးဒါအကြောင်းရင်းအမှန်ကိုသိဖို့ပါနော်ကိုထင်ရတယ်ဆောက်ပြောမနေပါနဲ့အင်းမီသန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြည့်သေးတော်မူပါဖရာတဲ့อืมဒကမအင်းမီသန်တော့ဖောက်လိုက်ပြန်ပြီထင်တယ်နော်အင်းမီသန်ကိစ္စကဖုန်းကြီးလာပတ်နေတယ် ်ရင်းငယ်လျင်လှုပ်ခြင်းအကြောင်းပေးထားလို့၃လပိုင်း၅ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်။ငလျင်လှုပ်တာက၃လပိုင်း28ရက်နေ့ကလှုပ်တာပါနော်။အဲ့ဒါကိုမသိတဲ့လူတချို့ကဥစဉ်ကပဲငလျင်လှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်။မဟုတ်ပါဘူးဥစဉ်ကကြိုပြီးတင်ထားတာပါ။ကြိုပြီးတင်ထားတဲ့ဆိုလို့ကြိုသိနိုင်လောက်တဲ့ဆွမ်းအားဥစဉ်မှရှိလို့တင်တာမဟုတ်ပါဘူးနော်။ကြိုသိနိုင်လောက်တဲ့ဆွမ်းအားလည်းဥစဉ်မှမရှိပါဘူး။တိုက်ဆိုင်သွားတာပါ။ ဲ့ဒီငလျင်လှုပ်ခြင်းအကြောင်းဖြစ်ထားတဲ့ပိုထဲမှာအကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကမြင်ငလျင်လှုပ်ရင်အိမ်ဒီတိုက်တွေလူတွေတည်သွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့ခနဲ့ပြီးရေးထားတာပါနော်မြင်ငလျင်လှုပ်ခြင်းအကြောင်း၈ပါးကိုထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာမြင်ငလျင်လှုပ်ခြင်း၈ပါးကိုဖျားဟောကြားထားပါတယ်အဲ့ဒီမြင်ငလျင်လှုပ်ခြင်း၈ပါးကဘာတွေလဲဆိုရင်၁ မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်းတဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါနှစ်တကူအိတ်ဒီပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်းသုံးဖျားအလောင်းပရိတန်တွေယူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၄ဖျားအလောင်းပန်းမြင်တော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၅ဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ရင်ငလျင်လှုပ်ခြင်း ်ခုနှစ်အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်းရှစ်ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ယင်းကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါယင်းကလေးလှုပ်ခြင်းရှိပါတယ်မှာနံပါတ်၁ယင်းကလေးလှုပ်ခြင်းမျိုးကသာတတဝါတွေကိုထိခိုက်စေပါတယ်ကြံတဲ့ယင်းကလေးလှုပ်ခြင်းမျိုးကတတဝါတွေကိုမထိခိုက်စေပါဘူးအဲ့ဒါကိုမပိုင်ရှင်သိထားဖို့လိုပါတယ်နောက်ပြီးယခုခေတ်မှာယင်းကလေးလှုပ်တယ်ဆိုတာကယခုပေါ်ပြပါယင်းကလေးလှုပ်ကြောင်းရှိပါတယ်က နံပါတ်၁အချက်ကြောင့်သာလှုပ်တာဖြစ်ပါတယ်အင်မီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးเนาะဝင်ဘူးရလို့ဝင်ကတ်တာလို့ခဏခဏဖြစ်တယ်လေအဲ့ဒါဒီစိတ်ကိုတပည့်တော်ဘယ်လိုမျိုးစ조사အထုတ်ပြီးတော့ကြော်ဖြတ်ရမလဲဖေဟာကိုယ်စိတ်ကဖြစ်တာလားဟုတ်တယ်ဘယ်လိုဖြစ်တာအဲဘယ်လိုဖြစ်လဲဆိုတော့တပည့်တော်က ဟိုဆရာလေးဝတ်ပြီးမှအဲ့ဒါကြီးဖြစ်တာဗျာဆရာလေးဝတ်ပြီးမှဖြစ်တာလားမှန်ပါဗျာအခုဟာရအနေကိုယ်လေးကတော့တပည့်တော်ကကြွကြွပြီးသိနေတာမြင်နေတာလေးတွေရှိတယ်ဗျာဟုတ်လားဒါပေမဲ့အဲ့ဒီဆရာလေးဝတ်ပြီးတော့တပည့်တော်အဲ့ဒါကြီးဒေါက်ရှော့ကဖြစ်ပြလိုက်တာလေမြင်လိုက်တာလေကြွကြပြီးတော့ပြည်ရဲ့ဗျာတကယ်လည်းဖြစ်ဖြစ်လာတယ်ဗျာအဲဒီခါလေးကျတော့တော်စိတ်ငြိမ်းတော့အောင်ဖြစ်ဖို့ဖြစ်ပါလေဗျာအဲ့ဒါဒီဘက်တော့အဲ့ဒီ level ကိုဘယ်လိုမျိုးကြော်ရမလဲဗျာ အဲ့ဒါကကိုယ်စိတ်ထဲကြောင့်ဖြစ်တာလားသို့မဟုတ်တခြားနောက်ဆက်ကြောင့်ဖြစ်တာလားအဲ့ဒါကိုကွာတတိထားဖို့တော့လုံးမပေါ့နော်မှန်ပါဗျာအနောက်ဆက်ကြောင့်ဆိုလို့ရှိရင်တော့ကိုယ်နောက်ဆက်နေတဲ့ဟာကိုလေရမေတ္တာပို့ကုသကောင်းမှုထုတ်ပြီးတော့သူ့အတွက်အပြေရမေတ္တာပို့မယ်ကိုသူ့အတွက်ရသောက်ချတာစီတိပါရေချတဲ့ဖြူပြီးတော့အမြဲယူပါပြီးတော့ ကိုလာပြီးတော့နောက်ဆက်ပြလုပ်ပါနိုင်တယ်နော်မှန်ပါပြည့်ရပိတာပို့ပါမယ်ဆိုပြီးတော့အထက်ကပိတာဆရကာလေးတို့အဲ့ဒါကိုရရရရကောင်းမယ်အဲ့ဒါလေးမှန်ပါအဲ့ဒီရွတ်တာပြီးနောက်ဆုံးမှာအဲ့ဒီစာလေးကိုရေးပြီးတော့ဆောင်းထားလိုက်ရတယ်မှန်ပါအထက်ကပိတာရဘူးလားမသိဘူးရပါ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  အဲ့ဒါမိတယ်ဘေးကိုအနာမရတာတော့ဒီပတ်တူပတ်တူတချို့ကစာလေးရေးပြီးတော့ခလာတော့ဘယ်လိုပြီးလက်ဖွဲ့လေးတော့ပြီးတော့တုတ်ထားတာတော့ဟုတ်တယ်အဲ့ဒါတော့ဟိုကျွတ်တဲ့အမှုတော့ရှိတယ်ပေါ့နော်မှန်ပါဗျာပြီးတော့ကိုယ်လည်းဘုရားတရားနဲ့မြဲတာလို့နေလို့ရှိတယ်အဲ့တပည့်တော်ညဝေပေါ့ပြင်းတယ်နှုတ်တယ်ဗျာတပည့်တော်တီးရတလောက်ကတော့အဲသူတို့ရောက်လာတဲ့ချိန်တိုင်းတပည့်တော်ကဘုရားကြီးတန်ရတာလေ အဲ့လိုအလူလေးတွေလုံရတာလေအရင်လုံရတယ်ခင်ဗျာတို့ကလည်းဒီလိုလည်းဖြစ်ပါပေါ့တိတ်ကွာတွေကဆွေပြုတ်တော့ခဲ့တာလေးဖြစ်နေတယ်အဲ့ဆွေပြုတ်တော့ခဲ့တော့ကိုယ်အားကိုးတာလည်းဖြစ်တယ်အဲ့တော့ကိုတို့ကောင်းမှုလုပ်ပြီးတော့တို့ကနေဝေပြေးတာနော်ဟုတ်ကဲ့ဒါဝေပြေးပြီးတော့အာဖြစ်စေတာဟုတ်အိမ်မက်ဖက်ပြီးပါလူရဲ့ဝေမနောက်ရှိပါနဲ့လို့ပြောပါမှန်ပါဗျာ ဟုတ်တယ်မှန်ပါဗျာယနေ့ကတော့ဘုရားကြီးတက်ပေါ်ပြတာခလာဦးခုတော့ကောင်းပါတယ်လို့ပြောတယ်မှန်ပါဗျာတက်ပေါ်ပြတယ်မှန်ပါဗျာအဲ့လိုလေးလုပ်ကြည့်ပါလားမှန်ပါဗျာအဲ့လိုလေးလုပ်ကြည့်ပြီးတော့ခုနအဋ္ဌနာပိတ္တအဘရေးရေးပြီးတော့လက်ဖွဲ့တော့အရုပ်လောက်ထားလိုက်လက်ဖွဲ့လောက်သုတ်ဖို့ဒီဘက်လောက်ကက်နဲ့ဆွဲထားဖို့ပြီးတော့လည်းအမြဲတမ်းလည်းရွတ်ရွတ်ပြီးတော့ ကိုဝေဘဝေရောက်ပြီးတော့နောက်ဆုံးကိုမပြူကိုသူ့ရဲ့တရားကလည်းကိုလာပြီးတော့ပေးနေတဲ့ပုဂ္ဂိုလ်ရှိခဲ့တော့သူ့ကိုကုလဘောင်းမလုပ်သေးဘူးနော်မှန်ပါအဲ့လိုပဲလုပ်ချင်ပါလားမှန်ပါဗျာအခါလေးကျရင်တပည့်တော်ဟိုတပည့်တော်ရဲ့တက်တလောက်ပေါ့ဗျာတရားအားထုတ်တဲ့ချိန်ရှိတယ်ဗျာအဲ့ချိန်ကျရင်သူတို့ကတပည့်တော်ခန္ဓာထဲမှာလာလာထိုင်ပြီးတော့ခါလေးကျတရားအောင်ဖြိုလို့မရဘူးဗျာသူတို့ထိုင်ထိုင်နေတတ်တယ်ဗျာပြီးမ တပည့်တော်ကသူတို့ဒီလိုမျိုးတရားတပည့်တော်ခံတာထဲမှာတရားအထုတ်ပြီးမှသူတို့ကထွက်သွားမှာတပည့်တော်ကတရားဖြုတ်လို့ရတယ်ခင်ဗျာဒါပေမဲ့တပည့်တော်ညံတိတယ်ခင်ဗျာတပည့်တော်စိတ်မဟုတ်ဘူးဆိုတော့အဲ့လိုမျိုးလေးတော့ခဏခဏကြုံရတယ်ခင်ဗျာအဲ့တော့ခုနလည်းပဲပြောပေါ့မေတ္တာပို့ကို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 ဒီတရားဘယ်နောက်ရှိဘူးဟုတ်နော်ဟုတ်ပါဘူးခင်ဗျာသူတို့ကောင်းလို့ချစ်တဲ့